ဖေကိုရမ်းကဆက်လိုက်ွယ်ပြီးရတာတမီးကိုမြင်ဘူးလားကိုပဲအလားမဟုတ်ပါဘူးကားရိုက်မယ်ဆိုတော့ဖေကတမီးဆက်လိုက်ယူမလားဆက်လိုက်ယူမလားတခါမှအဲ့လိုမျိုးလေးသိရမလားတော်တော်နဲ့မတွေ့ဘူးဆိုတော့ဒါပေမဲ့ခုနကကားရိုက်တော့မှန်တော့ကားရိုက်ပြီးသွားတော့အဲ့ဆက်လိုက်ွယ်မြင်တော့မြင်လို့မရတော့ တခါတခါပဲပြောမရအောင်နောက်ပိုင်းတော့ပြောဖြစ်ကိုယ်တိုင်ဝယ်ပြီးအချိန်မှာဘလို့ surprise ဖြစ်သွားပြောတာဗောအဲ့ဒီကြာဟဲ့အဖေကိုယ်တိုင်တော့ဝယ်မင်းနေပြီဗောအဖေလိုပြီးဆလိတ်ကလိုပြီးအေးသမီး ready ပဲနော်အဖေကအဲ့ဒီလိုအဲ့လိုပြောနမကိုင်းပြန်နိုင်ဘူးတယ်ဘယ်ရောက်အောင်မှမသိဘူးမင်းကိုချစ်လို့ပြရလေမင်းတို့ပြန်ချစ်ပင်ရဟုတ်ကဲ့ရှင်ဟုတ်ဒါဒုတိယကားလေးပါရှင်ဟုတ်အစိတ်က ။ငါနှစ်လောက်ရှိပြီရိုက်ရိုက်ခဲ့တာဆိုတော့လေဟိုက character လည်းတခြားစီပဲ။အရင်ကွဲထွက်နေတာဆိုတော့တမျိုးမြင်ရမှာပေါ့။ချိုးပြီးတော့ငါနှစ်နေရင်တော့ဒီ fashion တွေကဒီလိုမျိုးရှိနေမှာပဲဆိုပြီးတော့ချိုးတွက်လို့မမရနော် fashion trend ဆိုတာအမြဲတမ်းပြောင်းလဲနေတာဆိုတော့ဒါပေမဲ့တခုပဲရွေးချယ်တာတော့ timeless ပေါ့။ timeless ဖြစ်မဲ့ဟိုမှာ나이ဆိုရင်လည်း timeless ဖြစ်မဲ့나이ပေါ့။ဘယ်တော့ကြည်ကြည်မယိုးမဲ့ဟာအဝတ်စားဆိုတော့အဲ့လိုပုံစံမျိုးလေးကိုတတ်နိုင်သလောက်အမြဲတမ်းကြည့်ရင်ဘယ်တော့ပြန်ကြည့်ကြည့်ဟိုမယိုးသွားမဲ့ဟာမျိုးအယိုးဆုံးနဲ့အဆန်းဆုံးပဲ။ဟ ရွေးချယ်ထားတာပေါ့ရှင်အရင်ဆုံးတော့ဒီအမပြောသလိုပါပဲရုပ်ရှင်အမြင်နဲ့ရိုက်မယ်ဆိုလို့ရှိရင် ကိုတရုပ်ဆောင်ရမယ့် character နဲ့ကိုရဲ့ငကို character နဲ့အမြင်ညှိရပါတော့ဒီမျိုးသမီးကဘယ်လိုမျိုးတတ်ဉဏ်ကဘယ်လိုမျိုးအချက်တွေရှိရဲငါကတော့ဘယ်လိုမျိုးအချက်တွေရှိရဲသူနဲ့ငါနဲ့ဒါတူတယ်ဒါမတူသူကတော့ဘယ်လိုနေတက်တယ်ငါကဘယ်လိုနေအဲ့ဟာလေးတွေပေါ့အရင်ဆုံးအခြေခံပြီးတော့ဟိုကိုကိုကို character build လုပ်တယ်လုပ်ပြီးွားတော့မှကျန်တဲ့ခုနဝတ်စားတော့ make up တို့ကတော့သူနဲ့ light light ဖတ်တဲ့ဟာကို light season လာပါမယ်ဟုတ် 90ကျော်မတင်နေကိုနဲ့နီးစပ်မှုရှိရတော့ဟုတ်အပြင်မှာじゃကိုကအဲ့လိုမဟုတ်တော့ဘာဆွလတ်ကိုကမချစ်တော့ဆိုကနေခဲ့မှာလည်းမင်းဘာပေါ်စမ်းမှာခင်ဗျားတို့ကျွန်တော်မချစ်နိုင်ပါဘူးလက်မထနိုင်ပါဘူးလို့ဘယ်နဲ့ဖပြောရမလဲမိန်းကလေးကတော့တကယ်ကတော့လေဟိုချစ်ပြီဆိုလို့ရှိရင်တော့လေလုံးဝတဆုံချစ်တတ်တာကိုချစ်ပြီဆိုလို့ရှိရင်တော့လုံးဝခုနပြောသလိုပဲ အန်းနာတော့ပြောမနေလေရေစုံမြေစုံအန်းပါလိမ့်မယ်မလားရန်တကယ်ချစ်ပြီဆိုလားကွာဘလို့ပဲပန်ပိုးကပန်ပိုးကနောက်ဆုံးသိရမလားဟိုအထုပ်ပဲလိုက်ဆွဲပြီးရဆွဲပြီးမိန်ကလေးရတကယ်ဟိုယောက်ျားလေးထပ်ပို့ပြီးတော့ချစ်နိုင်စွမ်းရှိတဲ့သူလေအဲ့လိုမျိုးအဲ့တော့ဒီ character အမှန်တရားပဲ mama is the best အန်းအဆန်ရှင်ကိုဆန်တယ်လေအဲ့လိုအန်းချင်းတက်ပုံဘိုးတွေဝစ်စားဘိုးတွေဒီကက်နေရှင်လေဒါအောက်နေမနေလောက်ပြီးထားတာနော်ကြည့်ရ ဟုတ်တယ်မယူရသေးဘူးပေါ့2020ဟုတ်တယ်တရက်နဲ့ကိုခန်းလိုက်ဖုန်းကြည့်တယ်လို့လို့ဟိုဘက်လဲတယ်လို့လို့လို့ယူရလို့ကိုလည်းဘေးနိုင်ထားပြီးတော့အားနာလိုက်တာလာလာလို့ပဲမေးလိုက်ပါသူကလည်းကိုလာလာလို့မေးပါဟင်းမလောက်လို့သူပြောပါမလဲအားလှတယ်ပဲပေါ့သူကလို့ပြောရမ်းတင်နေတာပေါ့လက်တွေကိုရားနေတာပဲဒီကအခုလည်းစိတ်ကဟိုဟာ တရားအဖြစ်မယ်ဂျုံတင်ခွင့်ရမယ်ဆိုကြရကွာအရန်တင်ကျင်နေရအဲ့အမတုံးရလေ၁၄တောက်တဲ့ပုံလေးလဲစုထားပြီးသိလားဟိုဟာစတိတ်တက်တွေကလဲတင်ကျင်နေပြီပုံရလဲအကုန်လုံးကရှိရအမဖုန်းထဲမှာအဲ့ဒီတုန်းကရှိသမျှရိုက်ကူးရေးတောက်လျှောက်ကဲပုံလေးအကုန်လုံးခုထိရှိတော့မှမဖြတ်ထားအောင်ဆိုတော့အမပုံရလဲရန်တင်ကျင်ရန်ကိုတင်ကျင်နေလို့အမဘယ်တော့တမီးတင်ရမှာလဲတစ်ချိန်လုံးဒီဟိုဟာမိုင်းတီကိုအမြင်နဲ့မင်းနေရဆိုတော့လေကိုက ready ရန်ဖြစ်နေပြီဒီဟာအတွက်တော့အဲ့ကားရိုက်တော့တောက်လျှောက်တော့တော့တောက်ဖြစ်တယ်ဟိုဟာ ဖေကိုယ်တိုင်ကစက်လေးဝယ်ပြီးရတာတမီးကိုမြင်ဘူးလားကိုပဲအလားမဘကားရိုက်မယ်ဆိုတော့ဖေကသစ်လေးယုံမလားစစ်လေးယုံမလားတခါမှအဲ့လိုမျိုးလေးသိရမလားတော်တော်နဲ့မတွေ့ဘူးဆိုတော့ဖေကအဲ့လိုမျိုးအဲ့တော့ ော်တော်တောက်ဖြစ်တယ်ဆက်လျာဖေကအဲ့လိုမျိုးကိတ်တစ်ခုလိုက်သူကဝယ်ထားပြီးွာသူကိုယ်တိုင်သွားဝယ်ပြီးပြီးဟိုဟာဖြစ်တာဆိုတော့ဖေကသမီးချစ်ချစ်ဆိုအဲ့လိုမျိုးအမြဲတမ်းတော့အိုက်တောက်ဖြစ်ရင်လည်းဟိုဟာဖြစ်တာပေါ့နော်ချင်းဖြစ်တာပေါ့ဒါမဲ့လည်းအိုက်မတိုင်ခင်ကလည်းတောက်တက်ပါတယ် secret ကဟာအဖေတော့ဘိုးတိမှထင်တယ်အဖေပဲဝယ်ပြီးနေတာဆိုတော့လေဟုတ်အဲ့ချိန်တော့လေဟိုကိုစွမ်းရှိသူရဲ့ညံစွမ်းရှိသူရဲ့အကောင်းဆုံးတော့အဲ့ character နဲ့ကိုက်အောင်အဲ့အိုက်မှုလေးတွေတိုင်း စ조사ပြီးလုပ်ခဲ့ရပါတော့ပြန်ကြည့်ရဲ့အချိန်မှာတော့လေတချို့ကိုနည်းနည်းလေးဩဒါလေးကလူမျိုးလေးလုံးနိုင်ပိုကောင်းသားဆိုပေမဲ့လို့လေအခု၅နှစ်တွေ့ကြုံနေကြတာလေတမျိုးအဲ့ခစ်တော့အဲ့ဒီအရွယ်တော့သူ့ကိုပြန်ပြီးတော့ကြည့်တယ်လို့ဖြစ်မှာပေါ့ဒါပေမဲ့အခုရမှာလဲလုံရင်နောက်ထပ်နောက်တရက်မှာပဲကိုကပြောင်းနေပြီစိတ်ကဆိုတော့လေအဲ့တော့လိုရချက်ကတော့အမြင်နဲ့ရှိနေမှာပဲဒါပေမဲ့အဆုံးဖြတ်ပြီးမှတော့ပြိတ္တပဲပေါ့နော်ဒီကားလေးထဲမှာဟိုကိုရဲ့ character လေးကအော်မိတယ်သူကဒီဟာလေးနဲ့ကွက်တီပါပဲလားဆိုတာဒါမှမဟုတ်လည်းဒါလူသေးတယ်သူကအဲ့လောက်ကြီးမကောင်းသေးဘူးဒါဆိုတော့အမကြိုးစားရမှာပေါ့အကဲလို့ကောင်းတယ်ဆိုလို့ရှင်လည်းအမထက်ကြိုးစားရမှာဘာဖြစ်လို့ဆိုတော့သူတို့ကဟိုကိုယ်ကောင်းတယ်လို့ပြောနေပြီဆိုရင်ပိုကပိုကြိုးစားခတ်တယ်လှရလို့ပြောရဆိုတာလှဖို့အမြဲတမ်းကြိုးစားရတယ်အဲ့လှဖို့ကြိုးစားရတယ်အမြဲတမ်းခတ်တယ်လို့ဟိုသေုပ်ဆောင်ကောင်းတယ်ဆိုလို့ရှင်အဲ့ကောင်းတဲ့သူအနေနဲ့ပိုပြီးတော့တာဝန်ရှိတယ်ထက်ကောင်းအောင်လို့ပိုပြီးအမြဲတမ်းကြိုးစားရအောင်ထက်ကောင်းတဲ့ဆိုတဲ့နေရာမှာလေကိုတယောက်တည်းကောင်းလို့မပြီး ဟိုပြိသက်တွေကလည်းကောင်းတယ်ဆိုတာကိုလက်ခံနေအထီကိုကိုကစူးစမ်းမှာဆိုတော့အဲ့လိုလူကပိုတောင်းကြည့်အဲ့တော့ကိုကောင်းတယ်လို့ပြောနေကိုကောင်းအောင်ထပ်စူးစမ်းမယ်မကောင်းသေးလူရက်တယ်ဆိုလို့ရှင်လည်းအမရထပ်စူးစမ်းမှာပဲအဲ့တော့ကိုရဲ့လောက်ကစူးစမ်းဖို့ပဲရှိတယ်အဲ့လိုကြားရတာတော့ဝမ်းသာတာပေါ့ဘာဖြစ်ကိုကားလေးကိုညှော်နေရသူရှိရဲစောင့်နေရသူရှိရဲဆိုလို့ရှင်တော့ကိုရဲ့ဟိုတယောက်ပဲရှိရှိပါကိုလောက်ရတယ်လောက်ရကြိုးကနှက်တာပေါ့နိ ပကြီးတင်မှုတယ်ငငယ်တော့တော့လေဆရာရှမ်းလေးစီမှာပကြီးတင်မှုတယ်ရွှေညောင်မင်းဆရာရှမ်းလေးစီမှာပကြီးတင်မှုရယ်ဒါမဲ့ဟိုလိုမျိုးတော့ဟို advance တွေပါအထီတော့မတင်ဘူးပေါ့လေအခြေခံလေးတော့တင်မှုရယ်ဆိုတော့အာပကြီးကားတွေကိုစိတ်ဝင်စားတယ်ကြိုက်တယ်ဒါမဲ့အဲ့လိုမျိုးအရန်ဟို model ဖြစ်တာ abstract ဖြစ်တာတွေတော့ကိုယ်နဲ့ကတော့အဲ့လောက်ကြီးမတင်ရဘူးအဲ့လိုမျိုးအခြေခံတော့မရှိဘူးဆိုတော့ဒီအပေါ်ရန်လောက်ပဲကိုကတော့သိတာပါဒါမဲ့ပကြီးတွေတော့စိတ်ဝင်စားတယ်ကြိုက်လဲကြိုက်တယ်ပကြီးတွေကိုချစ်လဲချစ်တယ်ဟုတ် ပကြီးကားတွေရော collection လုပ်တဲ့နေရာမှာပါလား နည်းနည်းပေါ့ဟုတ်လောက်ထားပါဘယ်နှကောင်လောက်ရှိအရင်အများကြီးတော့မရှိပါဘူးဒီလိုအခန်းတစ်ခန်းစာလောက်ပြီးပါဘဝရဲ့အဲ့လိုအမှတ်တရတွေဖြစ်ဖြစ်နေလို့စုပြစ်လိုက်တာပါပကြီကားရအောင်အဲ့လိုဥက္ကမောင်ရင် ကားလေးဆိုလို့ရှင်လဲဒါကိုဗစ်အတွက်ရောင်းတဲ့ကားလေးဆိုစုပြစ်တယ်အဲနောက်ဟိုဒီဆရာကျော်ရဲ့ဒီပြောသံဆိုတဲ့ဟာကားလေးဆိုလို့ရှင်လဲအဲ့ကိုကပြောသံကားထွက်တဲ့အချိန်ဒီကားလေးကိုတွေ့တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတော့အဲ့ဟာလေးကို collection လုပ်ပြီးကိုယ့်ရဲ့ collection လေးကကိုယ့်ရဲ့ဟိုဘဝရဲ့တစိ့တစ်ပိုင်းလေးပါပါနေဆိုတော့အဲ့လိုမျိုးလေးပေါ့အဲ့ကြောင့်ဟုတ်လုပ်ဖြစ်တာပါဟိုလိုမျိုးတော့ပြန်ပြဖို့တော့ရည်ရွယ်ချက်မရှိပါဘူးရှင်ဟုတ်ဟောအဲ့ဒါကတော့အမအတွက်ဟိုကန့်ကောင်းဆုံးပေါ့အဖေတယောက်လုံးကကိုဗီနာမှာမြဲတဲ့ဟိုဓာတ်ပုံရိုက်တာဖြစ်ဖြစ်အဖေကလေအဖေကသူကိုယ်တိုင်ကားမောင်းပိုးရမှာအဲ့လိုမျိုးဆိုတော့လေအဲကားမောင်းပိုးရသမီးပါလို့အဲ့လေအဲ့လိုမျိုးအဖေအမြဲတမ်းရှိနေဆိုတော့ကိုဘဝအတွက် အဖေအဲ့လိုမျိုးနားမှာရှိရဲ့သားသမီးကဘဝမှာကံကောင်းဆုံးလို့ပြောတာမအဲ့ကံကောင်းဆုံးဟိုပါပေါ့အချက်လိုတော့ပြောလို့ရမှာကိုယ့်ရဲ့တန်ဖိုးရှိဆုံးလို့လည်းပြောလို့ရတယ်ဒါပေမဲ့ခုနကကားရိုက်တော့မှန်းတော့ကားရိုက်ပြီးမှအဲ့စလိတ်ပေါ့မြင်တော့မြင်လို့မရတော့တကယ်တခါပဲပြောမရအောင်နောက်ပိုင်းတော့ကိုယ်ကဝယ်ပြီးအချိန်မှာဘလို့ surprise ဖြစ်သွားတယ်ပြောတာပေါ့အဲ့ဒီကြာရယ်အဖေကိုယ်တိုင်တော့ဝယ်မင်းနေပြီးပါအဖေလိုးပြီးစလိတ်ကလိုးပြီးအေးသမီး ready ပဲနော်အဖေကအဲ့လိုပြောဒါပေမဲ့ကားရိုက်ပြီးရနိုင်ဘူးတယ်ဘယ်ရောက်သွားမှမသိဘူး ပြောပြအောင်အဖေဒီကားလေးထွက်တော့မယ်ပေါ့အဲ့လိုမျိုးပြောဟာဟုတ်လားသမီးငါသမီးလှနေတော့မယ်လားအဲ့လိုမျိုးသူကတော့သိရမလားအပြေလှလားစင်ပြေလားလူတွေစိတ်ဝင်စားလားအဲ့လိုမျိုးတော့မေးတာပေါ့အဲအမပြောသလိုပဲဟိုဘယ်မင်းသားပါတာလဲမင်းသားဘယ်သူလဲအဲဒရိုက်တာကဘယ်သူလဲဘယ်ဆန်ညွန်းလဲသိရမလားဘယ်မင်းသမီးပါလဲအဲ့လိုမျိုးတွေကိုမတွေးဘဲနဲ့ရုပ်ရှင်ကားတကားကိုရုပ်ရှင်တစ်ခုလိုကြည့်မယ်ဆိုလို့ရှိရင်ဒီကားကိုကြည့်ကိုကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ဟို သူ့ဟာလေးတွေအကုန်လုံး character လေးတွေအကုန်လုံးသူ့ဟာနဲ့ကုံညီတယ်အပြင်အတိုင်းဖြစ်တယ်ဒီကားထဲမှာအာဒီခိုင်းရတော့မဖြစ်နိုင်ပါဘူးဆိုတော့စင်းရတစင်းမှမပါဘူးဝိုးကနေဖြစ်သွားစင်းလည်းဟုတ်တယ်လည်းရှိသေးတယ်နော်ဝိုးကနေဝေါကနေဖြစ်သွားမယ့်ဟာလည်းရှိရဲ့နောက်ဆိုတော့ကိုယ့်ရဲ့အလှဆုံးချိန်တွေလည်းကြည့်ခွင့်ရအောင်အာ လက်ခံပြပါဘာဖြစ်ဒီကားလေးမှာအကောင်းဆုံးအကုန်လုံးစူးစမ်းထားပါတယ်လို့နောက်တစ်ခါကြာလဲကိုမင်းဦးရဲ့ဟိုပုံမှန်ပုံသူ့ရဲ့ပုံစံနေရအဲ့လိုချူစီဆိုလို့ရှင်လဲအဲ့လိုအမိုက်စားပါတော့ဒီဒီကားဆိုလို့ရှင်လဲဒီကားအဲ့လိုမျိုးသူ့ရဲ့အပြင်လူပုံစံမျိုးလေး documentary ပုံစံမျိုးလေးကြည့်ရတဲ့ပုံစံမျိုးလေးဖြစ်အောင်ရိုက်ထားတဲ့အတွက်ကြောင့်မို့ရုပ်ရှင်ကိုတကယ်ကြိုက်တဲ့သူ entertainment ကိုတကယ်ကြိုက်တဲ့သူတွေလာကြည့်လာကြည့်တဲ့နေကားလေးပါလာကြည့်ပါလို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်တော့ပါမျိုးသိတယ် ဘောကနေဖြစ်ရမယ်ဘောကနေဖြစ်ရမယ်ခန်းနေတွေ့ရမှာအများကြီးတွေ့ရမှာဟုတ်ကျေးဇူးတင်ပါတယ်